ဒီတစ်ခါတော့ဒီနေ့မှတက်ထလာတဲ့ဒီ hero အစ်စ်ပေါ့နော် clear ကိုဘယ်လိုဆောက်ရမလဲဆိုတာကျွန်တော် ပြောပြပေးမယ်။ Okay အဲ့တော့ 2SK1 ကိုကျွန်တော်အရင်စကြည့်ကြမယ်။ 2SK1 ကတော့ဒီတိုင်းထောင်းတာပဲပေါ့နော်။ဘီမာ GI နေလို့မျိုးပေါ်လာတယ်။ပြီးတော့ AGI တွေမှဆို enemy က slow တယ်ပေါ့နော်။အဲ့တော့ TSK1 ကတော့အဲ့ဒါပဲ။ Okay အဲ့တော့ Skate 2ပေါ့နော်။ Skate 2ကြားပုံစံတစ်မျိုးတုံလို့ရရဲ။အဲ့တော့ तू က dash လုပ်တယ်ပေါ့နော်။ dash ပြီးတော့ပထမဆုံးတစ်မျိုးကဒီလိုမျိုးကင်ပေါက်တာ။ပြီးတော့အောက်မှာ GI ထပ်ပေါ်လာတယ်ပေါ့နော်။ဒါကတော့ Skate 2ရဲ့ပထမဆုံးပုံစံ။ โอเคနောက်ထပ်ပုံစံတစ်မျိုးကတော့ तू อ่ะနှံရံဖက်ကိုလဲ့ပြီးတော့တုံးရရယ်ပေါ့เนาะဒီမျိုးနှံဖက်ကိုလဲ့ပြီးတော့ပြန်ပြီးတော့ခုံချပြီးတော့ထောင်းလို့ရရယ်ပြီးတော့ရေအိုင်အန်လည်းထပ်ပေါ်လာရယ်ပေါ့เนาะအဲ့တော့ဒီဟီးရိုးရဲ့ passive ကိုကျွန်တော်ပြောပြပေးမယ်သူ့ရဲ့ passive ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီမှာရေအိုင်တစ်ခုရှိမယ်ပေါ့เนาะအဲ့ဆိုဒီမှာ GI တခုရှိမယ်အဲ့တော့ကျွန်တော်အဲ့ GI ကိုနောက်ထပ်တစ်ခုထပ်ဆင်းလိုက်တဲ့အချိန်မှာ basic attack က enhance ဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးတတတတဆိုပြီးတော့ခုတ်တယ်အဲ့ဒီမှာဆိုကျွန်တော်ထပ်ပြီးတော့ထောင်းပြမယ်ပေါ့နော် ရေရိုင်နှစ်ခုအဆင့်ပြမယ်အဲဒီလိုမျိုး basic attack enhance ဖြစ်သွားရဲဒါတော့သူ့ရဲ့ passive ပြီးတော့ဒီ basic attack ရဲ့အစုံမှလည်း GI ကနောက်တစ်ခုထပ်ထွက်လာပြီပေါ့နော်အဲ့တော့ဒီကောင်းရဲ့ combo ကတုံရတာအလောက်ကြီးမခက်ဘူး okay အဲဆိုရင်သူ့ရဲ့ ultimate အကြောင်းကိုကျွန်တော်ဆက်ပြောကြမယ်သူ့ရဲ့ ultimate ရတော့ယူရှင်တယ်ဒီတိုင်း hero ကိုင်ပြီးတော့ပေါက်တာပဲပေါ့နော်ဒီတိုင်းကိုင်ပြီးတော့ကိုလိုချင်တဲ့နာကိုဆွဲပြီးတော့တုံလို့ရတယ်ပြီးတော့အောက်မှလည်း GI ထပ်ပေါ်လာပြီပေါ့နော်အော်ဒီ hero ရဲ့ nature ဒီလို GI တွေကိုထပ်ဆင်းထပ်ဆင်းလုပ်ပြီးတော့အဲ့လို basic attack ပေးရတဲ့ hero မျိုးစားပေါ့နော် အဲ့တော့ကျွန်တော်တို့ကဒီ hero ကတန်းလေဆော့လို့ရလို့ဂျန်ကယ်လေးဆော့လို့ရရပေါ့နော်အဲ့တော့ဒီ hero ရဲ့ combo ကိုကျွန်တော် ပြောပြပေးမယ် okay အဲ့တော့ तू ကဘယ်လိုသုံးလဲဆိုတော့ဒါလူများတဲ့နေရာမှာအရင်သုံးတဲ့ combo ပေါ့နော်အဲ့တော့ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်နိုင်ရန်ပေါ်အရင်ခုံတက်မယ်ပြီးတော့ခုံချမယ်ပြီးတော့ skill 1သုံးမယ် busy attack သုံးမယ်ပြီးတော့ ad နဲ့ kain ပေါက်မယ်ပြီးွားရင် skill 1ပြန်သုံးမယ်ပြီးတော့ခုံမယ်ပေါ့နော်ပြောတာနည်းနည်းလေးရောရှုပ်သွားတာတော့မသိဘူး okay အဲ့တော့ကျွန်တော်အဲ့ဒါကိုနည်းနည်းနေပြီးတော့ပြန်ပြပေးမယ်ပေါ့နော်တိတ်မရှင်းတဲ့တွေအတွက်ထပ်ပြီးတော့ပြပေးမယ် အဲ့တော့ပထမဆုံးကျွန်တော်ဒီနိုင်ရံပေါ်အရင်ခုန်တက်မယ်ပေါ့နော်ခုန်တက်မယ်ပြီးတော့ထောင်းမယ်ထောင်းပြီးသွားရင်ကျွန်တော် scale 1တောင်းမယ်ပေါ့နော်အဲ့တော့ဒီမှာ pattern နှစင်းဖြစ်သွားတဲ့အတွက်ကျွန်တော်က enhance တောင်းလို့ရတယ်ပြီးတော့ add နဲ့ gain ပေါက်မယ်ပြီးတော့အမှ pattern မဖြစ်သွားပေါ့နော်အဲ့တော့ scale 1ပြန်တောင်းမယ်ပြီးတော့ဒီမှာ basic attack ပြန်ပြီးမယ်ပေါ့နော်ဒါကတော့သူ့ရဲ့ basic combo မှာဆို damage ဆို6000ကျော်ဒီထွက်တယ်ပေါ့နော် အဲ့တော့ဒီ hero ကဟို scale shot ရဲ့ emblem နဲ့တော်တော်လေးကို like မယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ okay နောက်ထပ် combo တစ်မျိုးကျွန်တော်ပြောပြပေးမယ် okay နောက်ထပ် combo တစ်မျိုးကတော့ဒီ nine ရံမရှိတဲ့နေရာဒီမှာပေါ့နော်ဒီတိုင်း uu ပဲထောင်းမယ်ပြီးတော့ skill 1တုံးမယ်ပြီးွားမှ ld နဲ့ဂိုင်ပေါက်မယ်ပေါ့နော်အဲ့ဒါကတော့ဒုတိယ combo အဲ့တော့ဒီ combo နှစ်ခုရဲ့တုံရတဲ့အခြေအနေကတော့မတူဘူးပေါ့နော်အဲ့တော့ကိုကဒီရှေ့မှာရှိတဲ့ enemy ကိုဒဲဖန်ချင်းနေဆိုရင်ကျွန်တော်တို့ဒီ scale 2ကိုပဲတန်းတုံးလိုက်ပေါ့နော်အဝေးရ enemy ကိုဖန်ချင်းနေဆိုတော့ကျွန်တော်နိုင်ရံပေါ်ခုံတက်ပြီးတော့ခုံချပြီးတော့ဖန်လို့ရရဲဒါတော့ပုံစံတစ်မျိုးပေါ့နော် ူရဲ့ combo မျိုးပြောပြထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ hero ကိုဘာရတန်ဆက်တင်လဲဆိုတာကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီ hero ကကျွန်တော်ပထမဆုံးအနေနဲ့ဒီ jungle ဆုံးမဲ့တူရတော့မနော် jungle ဆုံးမဲ့ဆိုရင်ကျွန်တော်ဒီ war ace ရယ်ပြီးတော့ thunder bay ကိုအရင်သွားမယ်ပြီးကြမှာကျန်တဲ့ဟာကတော့ကိုယ့်ရဲ့ situation လိုက်ထည့်လို့ရရပါတော့ဒီ item တစ်ခုကတော့အရင်ထည့်ထုတ်ထရမယ်ပြီးတော့ကျွန်တော်ဒီ endless battle ပေါ့နော်ဒါကတော့ကျွန်တော်က jungle ဆုံးရတဲ့အတွက် damage ဘက်ကိုဦးစားပေးပြီးတော့သွားတယ်အဲ့တော့ဒီတတိယကျန်တဲ့ဒီနှစ်ခွက်ကြတော့ကျွန်တော်ဒီ defend သွားလို့ရရပါတော့ ကျိုးဒါတော့ကျိုးဂျန်ကေဆိုတဲ့ဟီးရိုးအတွက်ပေါ့နော်โอเคအဲ့တော့ဒီဟီးရိုးကတန့်လေဆိုလို့ရတယ်အဲ့တော့တန့်အတွက်ကျွန်တော် item ကိုပြောပြပေးမယ်โอเคအဲ့တော့ကိုကတန်းဆိုးရယ်ဆိုတော့ဒီတန်တာဘန်နဲ့ဒီ wise ကတော့ထဲလိုက်ရင်ကောင်းတယ်အဲ့တော့ဘာပဲကောက်ရလဲဆိုဒီနောက်ဆုံး၃ကွက်ပါတော့အဲ့ဒါပဲ defend ထဲလိုက်တန်းဆိုးလို့ရပြီပြီးတော့ emblem တော့တန်း emblem နဲ့ဆိုပါတော့ဟိုအာ okay ဒီ jungle ဆိုတော့ဒီ assassin emblem ဥမာအဲ့ဒါတော့ကိုရွေချက်မှုနဲ့ကြိုက်တာဆိုးလို့ရတယ်အဲ့တော့ဒီ hero ကကျွန်တော်ဆော့ကြည့်လာပြီးပါတော့အဲ့တော့ ဝင်ရိတ်ကတော့မြင်တဲ့အတိုင်းပဲစောင့်ရင်းကျန်းနေလိုက်ဆိုကြည့်ကြပါလို့ပြောနေပဲ like and follow လေးလုပ်ခဲ့ပြီပေါ့နော်ကျွန်တော်တစ်တော့အကောင့်ဒါကတော့ကျွန်တော်တစ်တော့မှာပဲတင်လိုက်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you guys